โอเคပါကျွန်တော်ချက်စီတင်းကိုအားပေးနေကြတယ်ကျွန်တော်ဘရာသာညီကိုပြည်သက်တွေအလုံးမဲ့မင်္ဂလာပါဆိုတော့ကျွန်တော်နေမနက်ခင်းမှာချက်စီတင်းတင်ဆက်နိုင်မှုတော့ကြိုးစားပေးမယ်လဲအခက်ခဲလေးတွေကြောင့်ကျွန်တော်နေမတင်ဆက်ပေးနိုင်ခဲ့ဘူးအဲဒီကနေ့ညနေခင်းလေးမှာတော့ဒါလက်တလို့ချက်စီရဲ့ထူးထူးခြားခြားသတင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အောက်ဒီအတိုင်းပဲဗျာလက်ရှိချိန်မှာလက်စတာကိုနိုင်ပြီးတော့ဒါကျွန်တော်အဆင့် အဲတော်ဖိုးနေရာအတွက်ဒါချက်စီသင်ကချင်းချောက်နိုင်တဲ့အတင်းတဲ့င်းပေါ့ဒါမှမဟုတ်လေတော်ဖိုးရစ်တဲမှာပါတဲ့အတင်းတဲ့င်းနေနေတော့ဒါကျွန်တော်တို့ hide နေကြတဲ့ဒါမျိုးတွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အမှန်တမ်းပြောရရင်ချက်စီသင်စ조사ဖို့အများကြီးလိုသေးတယ်လို့ပဲကျွန်တော်ပြောချင်တယ် Leicester City တဲ့နဲ့ပွဲစဉ်မှာဆိုလို့ရတယ်ကျွန်တော်နိုင်ခဲ့တယ်ဆိုတာမှန်တယ်ဆိုပေမဲ့လည်းကျွန်တော်အနေနဲ့အများကြီးတိုးတက်မဲ့အပိုင်းနေရှိသေးတယ်လို့တော့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဒါပေမဲ့ထားပါလေဒါနိုင်ပွဲရတဲ့အတွက်တော့ဘယ်လိုပဲနိုင်နိုင်ပေါ့နော်ကျွန်တော်အနေနဲ့အနိုင်သုံးမှတ်ရရှိတဲ့အပေါ်မှာတော့ကျွန်တော်ချင်းနဲ့အားရ ရမှာပဲဖြစ်တယ်ပေါ့နော်။ Okay ဆိုတော့ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အာဂိုဒမားဆက်ဂျူရေးရှင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမှာအန်ဆိုမာစကာနဲ့ဒါဝန်တာစရာသတင်းဖြစ်လိမ့်မယ်။မာစကာနဲ့ပြန်လည်ပြောစဉ်းစားနေတဲ့အပိုင်းတွေရှိတယ်ပေါ့။အထူးသဖြင့်လက်စတာစီးတီးတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းရောဘတ်ဆန်ချက်ရဲ့ဒီ press တင်နဲ့ပတ်သက်ပြီးတော့အန်ဆိုမာစကာနဲ့အရင်သဘောမကျခဲ့ဘူး။သူ့အနေနဲ့ပွဲချိန်အတွင်းမှာပဲဆန်ချက်ကို press လုပ်ဖို့တော့ပေါ့နော်။ပြိုင်မဲ့ကစားသမားတွေ press လုပ်ဖို့ short pass တွေပေးဖို့ကစားသမားတွေနဲ့ချိန်ဆက်ကစားဖို့မော်နာဂိုပြည်ပတယောက်ဆန်တဲ့ကစားဖို့အတွက်အန်ဆိုမာစကာဘက်က ပြောခဲ့တဲ့အပိုင်းနှစ်ရှင်းကိုကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ဒါပြီးတော့ဒါပေါက်ကြားလိုက်တဲ့တင်ပြနေရဆိုလို့ရှိရင်အဆိုမတ်စကာအနေနဲ့အဲလာမယ့်အဲကျွန်တော်တို့ယာတီတက်မှာဆိုရင်ပေါ့နော်လာမယ့် plan ခင်းချင်းတွေမှာဆိုလို့ရှိရင်ကိုသမားနေရာနဲ့ပတ်သက်ပြီးတော့အစ်စ်အစ်စ်တွေကိုဒါ introduce လုပ်ဖို့အတွက်စတင်ပြီးစဉ်းစားနေတဲ့အပိုင်းတွေရှိတယ်လို့သိရတယ်။အဘာပဲပြောပြောဒါကကျွန်တော် Chelsea ပြည်သက်တွေအတွက်တော့ဝမ်းသာစရာတင်ပြပုတ်ပဲလို့ကျွန်တော်အနေနဲ့ယူဆတာပဲဖြစ်ပါတယ်။ဆိုတော့ဒါက ကျွန်တော် Ansumar Sky Saturation ဖြစ်ပါတယ်။အာ sorry ကျွန်တော် Goalkeeper Saturation ဖြစ်ပါတယ်။ဆိုတော့တစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အာဘယ်နောက်ခံနေရအတွက်ပေါ့နော် Chelsea တင်းကကစားသမားတွေကိုလိုက်လံပြီးတော့ဈေးကွက်တွေမှာရှောက်ဖွင့်လို့သိရတယ်။အခုဒီပြောတော့လက်ရှိမှာကျွန်တော်တစ်ချိန်ကခေါ်ယူခဲ့တဲ့ Renato Vieira ရဲ့ Saturation နဲ့ပတ်သက်ပြီး Renato Vieira ကလက်ရှိ Juventus အသင်းမှာပျော်ရွှင်နေတယ်လို့ကစားသမားအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းဒါဟို Chelsea တင်းကအဆုံးမရတဲ့အချိန်ဖြစ်နေပေါ့နော်။ကစားသမားတွေ Chelsea တင်းမှာ အဲသူရဲ့အနာဂတ်တင်ရအတွက်သူလာခဲ့တယ်ဆိုပေမဲ့တကယ်တကယ်နဲ့ချယ်ဆီကမှနေရာမရတဲ့ပုံမှာသူဒီအရန်ကြီးဟောပေါ့စိတ်စိတ်တက်ပိုင်းဆိုင်ရာရသူထိခိုက်မှုရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်လက်ရှိအယူဗင်တက်မှာအဆင်ပြေမှာဆိုလို့ရှိရင်သူအနေနဲ့တရားစီဆက်ရှိသွားဖို့အတွက်ကိုပြင်ဆင်နေတဲ့အပိုင်းရှိတယ်ဒါကြောင့်လက်ရှိမှာအသင်းမှာကတခါလေကြာရင်ဒါကျွန်တော်တို့ မလူဘူးဆိုထားကြားရဆိုပေမဲ့လည်းဘယ်ကျန်းတနေရအတွက်ကကျွန်တော်ဒီလိုအပ်တယ်ပေါ့နော်ခန်းစစ်ကစားသမားတို့လိုအပ်တယ်ဆိုတဲ့အနေထားမျိုးဖြစ်နေတယ်။ဒါကြောင့်မလို့ချန်စစ်သမားကအာဒီခန်းစစ်ကစားသမားပေါ့နော်အထူးသဖြင့်တော့ဘယ်နောက်ကန်သားမလူငယ်လေးတယောက်တော့ခေါ်ထားသေးတယ်။ဒါပေမဲ့လူငယ်ဆိုတာလည်းကျွန်တော်ဟိုတန်းသုံးမှုဆိုတော့နည်းနည်းလေးစွန့်စားရောက်တယ်ဆိုတဲ့အနေထားတည်းရမှာကျွန်တော်ကစားသမားတွေကိုရှာဖွေလျက်ရှိတယ်လို့ကျွန်တော်သိရပါတယ်။ရောစင်မှာတော့ဟိုဘယ်လိုပြောမလဲကျွန်တော်ရေဒါထဲမှာဘယ်ကစားသမားတွေပါလဲဆိုတော့ကျွန်တော်ပြောဖို့စောသေးတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ တော့ထားပါဆိုတော့ဘယ်နောက်ကနေရတော့ရှာနေရလိုပဲတစ်ဖက်မှာလည်းကျွန်တော်ဟိုအခါချထားတဲ့ exact disaster ကြီးပေါ့နော်ဆိုတော့ exact disaster နဲ့ပတ်သက်ရင်လည်း justice တင်းနေနဲ့အခုချိန်မှာဒီရာဒီကုံမှာဒီဒါမောက်ကိုဟိုထိုက်တဲ့ပြောက်ရှိတဲ့ရောချနိုင်မှုအတွက်ကိုပြင်ဆင်နေတဲ့အပိုင်းရှိရထူးထူးပဲဘာလို့ဆိုတော့ကစားသမားအနေနဲ့ justice တင်းကိုပြန်လာဖို့ထက်လာရှိငှားချနေတဲ့အတင်ဒါမှမဟုတ်လို့ရှိရင်ချသောဒီပရီးမီးယားလိဂ်ကလပ် အသင်းတွေပါဝင်ဥရောပကလပ်အသင်းတွေကလည်းဒီစာစီနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်နေတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒီပေါ်မှာကစားသမားအနေနဲ့ကလည်း အဲသဘောကျတယ်ဆိုတဲ့အင်မျိုးကိုချက်စီးသမကစိုးရင်နေပေါ့နော်သဘောကျတယ်ဆိုရင်ထွက်တယ်ဗျာဒါပေမဲ့စိတ်သမကကျွတင်ပြစင်တဲ့အနေနဲ့ပေါ့နော်အကယ်၍အစ်ဆက်ဒီစာစီနဲ့တခြားအသင်းတစ်သင်းကိုထွက်ခွာမယ်ဆိုလို့ရှိရင်အဲ့တော့ဘာကဆိုရှယ်နေနာမှုမရှိရလေအောင်ပေါ့နော်ပြောင်းရွှေ့ကြတွေပါနေနဲ့ပတ်သက်ပြီးတော့စတင်မျိုးစဉ်းစားနေအပိုင်းရှိရလို့သိရပါတယ်ဆိုတော့အဲဒါမဲ့ဒီနီးပြအန်ဆိုမာစကာအနေနဲ့ကလည်းဒီသတင်းမဖော်ပြချက်ရပါတော့အေဆယ်ဒီဇာစီနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ဒါဆွဲဆွဲငင်ငင်ဖြစ်မဲ့အနေထားမျိုးတော့လည်းမရှိဘူးလို့လည်းကျွန်တော်နေကြားရတာဖြစ်တယ် အဲသူတို့ရဲ့ခံစည်အနေထားအတွက်လက်ရှိသူရှိနေကစားသမားတွေနဲ့အဆင်ပြေသလိုနာမည်ရသည်မှာဆိုလို့ရှိရင်လည်းကစားသမားအစ်တတွေပေါ့သူအကြိုက်ကစားသမားတွေကိုထပ်ပြစ်တင်ဖို့အတွက်ကိုနည်းနည်းနီးပြဘက်ကအာဒီလာရှိနေတဲ့အာ saturation လို့ပဲကျွန်တော်နားလည်ထားတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်ရဲ့ဒဏ်ရာရကစားသမားတွေ regain ပေါ့နော်။ regain နဲ့ပတ်သက်ပြီးကျွန်တော်သိရတဲ့သတင်းအရဆိုလို့ရှိရင်က အာ regain ကိုရိုင်းက chelsea နဲ့ပတ်သက်လို့ရှိရင်သူ့ရဲ့ရှင်ဘက်ထဲမှာအများအားရှိသလိုဒါ chelsea ဒီကနေအပြည့် season နေတဲ့ကစားသမားတဦးဖြစ်တယ်။ chelsea ဘက်ကလည်းလက်ရှိချိန်ထိဟို regain နေတဲ့ဒဏ်ရာကြောင့်ပေါ်ပြောက်ပေါ့ဗျာပေါ်ပြောက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ညာလည်းပဲဟို regain ကိုရောင်းချဖို့တော့ခုချိန်လုံးဝမစင်စားသလိုဒါမဲ့အနာဂတ် plan တွေမှာဆိုလို့ရှိရင်လည်း regain ကိုသူတို့ရဲ့အသင်းကောင်းဆောင်တစ်နေရာအတွက်စဉ်းစားထားဆဲဖြစ်သလိုအဇိုမတ်စကနေလည်းသူ့ရဲ့ plan တွေထဲမှာ regain ကကျတော့ဒါအရေးပါတဲ့ ကစားသမားတယောက်ဖြစ်သူတတ်မှတ်ထားစေဖြစ်တယ်လို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ်ဆို region နေနေရာလည်းချက်စီမှာပြောရှင်းနေချက်စီက region ကိုဆက်လက်ပြီးထိန်းသိမ်းနေတဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီညနေမှာဒီ submission တရင်တွေပဲဖြစ်ပါတယ်ဆိုနေနာပြီးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်